Redmi ရဲ့အကောင်းဆုံးဖုန်းရဲ့ full review ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်စုံကြပါစေ။ User Review Tag Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်တော့ Redmi ရဲ့အကောင်းဆုံးဖုန်းလို့ညွှန်းလို့ရတဲ့ဖုန်းတစ်လုံးရဲ့ full review ကနေပြီးတော့အကုန်လုံးပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဘာဖုန်းလဲဆိုလို့ရှိရင်တော့ဒီလောက်ဆိုတော့တီးပြီးသားဖြစ်မှာပေါ့နော်။ကျွန်တော်လည်းထဲမှာကင်ထားတယ်။ Redmi ရဲ့ KAD Ultra လေးကိုဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် full review လုပ်ပေးသွားမှာလည်းဖြစ်တယ်။ဆိုတော့ဒီကောင်ကိုကျွန်တော်လုတ်ချင်နေတာတော်လေးကြာပြီ review ယူနေမကြတာကြောင့်နည်းနည်းလေးတိုင်ပတ်နေရလို့ပြောလို့ရတယ်။ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်သေချာလေးကို day use အနေနဲ့တော့တွဲပြီးတော့သေချာလေးသုံးပြီးသွားရဖြစ်တဲ့ကြောင့်ကျွန်တော်စီကနေပြီးတော့မှန်ကန်တဲ့ result တွေထွက်ပေါ်လာဖို့အတွက်လုံးဝလုံလောက်သွားပြီလို့ထင်တဲ့ကြောင့်ဒီနေ့မှာဆိုရင်တော့ full review တင်ပြလိုက်တာလည်းဖြစ်တယ်ပေါ့နော်။ ဆိုတော့ဒီဖုန်းကိုဝယ်တင်လားမဝယ်တင်လားနဲ့ပဲစပြောရမယ်ဆိုလို့ရှင်တော့ကိုကကင်မရာကိုနည်းနည်းလေး serious ဖြစ်တဲ့သူအဲ့လိုမှမဟုတ်ဆိုလို့ရှင်တဲ့ China notification နောက်ကြတာတို့ပြီးရင် broadway ပါတာတွေကိုတိတ်ပြီးတော့တီးမခံနိုင်တဲ့သူကလွဲပြီးတော့ကျန်တဲ့သူတွေအကုန်လုံးဒီဖုန်းကတေချာပေါက်ကိုညှိုးလို့ရတဲ့ဖုန်းဆိုတာကိုကျွန်တော်တန်းပြီးတော့ပြောရဲတယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိဒီဖုန်းကကောင်းတယ်အဲကြောင့်လို့ဝယ်မယ်လို့စဉ်းစားနေရဆိုရင်တန်းတာဝယ်လိုက်ဖို့အကြံပေးချင်တယ်အဲလူမမဟုတ်ပဲနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုဘာလို့အဲ့လိုအကြံပေးချင်တာလဲသိချင်တယ်ဆိုလို့ရှင်တော့ဗီဒီယိုဆုံးတဲ့အထိကြည့်ဖို့တော့လိုပါလိမ့်မယ် ဗီဒီယိုလင့်ကိုပဲစလိုက်အောင်ပမာဦးဆုံးဒီဘုံကိုစကောက်ကိုင်လည်ချင်းခံစားချက်နဲ့ပဲစပြောရမယ်ဆိုရင်တော့ K60 Ultra တို့ K70 Ultra တို့ကိုင်ခဲ့တဲ့ feeling နဲ့လုံးဝမတူတော့ပဲねဒီကောင်ကကြီးကြီးမားမားနဲ့ big quality တော်တော်ကြီးကောင်းသွားတယ်ဆိုရင်အနေထားတစ်ခုကိုသူကရောက်သွားတယ်ပေါ့နော်အဲ့ဒါတော်တော်လေး thumbs up လုပ်ပြီးတော့ချီးကျူးခြင်းねဒီကောင်မှာဆိုလို့ရှိရင်အနောက်ဘက်ကလှုပ်ပေးထားတဲ့ design လေးရယ်ကိုင်ရဲ့ hand feeling လေးရတော်တော်လေးမိုက်တာလို့သိထားမိတယ်ကျွန်တော်ရထားတဲ့အကြောင်းဆိုတော့ gray ပေါ့နော်ဒီ K80 Ultra မှာလည်းကျွန်တော်ကြည့်တဲ့တော့ကဒီ gray ကအလှဆုံးပဲ အဲကျန်တဲ့အယောင်တွေကတော့လှတော့လှရပါဒါပေမဲ့ကျွန်တော်ယောက်ျားလေးတွေနဲ့အလိုက်ဆုံးကတော့ဒီရောင်လို့ပြောရင်တော့ပိုပြီးတော့မှန်နေမယ်ဒီရောင်ရောက်ကြလေးတွေနဲ့တော်တော်လေးလိုက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးလို့ရှိရင်ဒါမဲ့ကျွန်တော်တိတ်ပြောမကြိုက်တာကတော့သူ့ရဲ့ကင်မရာသွားထားတဲ့ပုံစံပေါ့နော်အဲ့ဒီကင်မရာကိုအဲ့လိုကြီးလှုပ်ထားတာယူကျွန်တော်ကဘလို့မအောင်ခံစားလို့မရတာပေါ့နော်ဆိုတော့ဒီ CV line နဲ့ကြီးနဲ့တော်တော်ကြီးတူနေတယ်ဆိုတဲ့ခံစားချက်က K80 မှာကလေးကမြင်လာတာဒီ K80 ကထရမာဆိုလို့ရှိရင်လည်း CV line နဲ့တော်တော်လေးတူနေတယ်ဆိုတာယူတော့ကျွန်တော်အခုချိန်ကြီးကိုလက်မခံနိုင်သေးဘူးလို့ပဲပြောမှာပေါ့နော်လှတော့လှတယ်ဗျာဒါမဲ့ င်အဲ့ဒီသူတို့ရဲ့ CV line ကြီးနဲ့သွားတူနေရယူကျွန်တော်တိတ်ပြီးတော့သဘောမကျတာပေါ့နော်နောက်ဘက်ကတော့ back glass နဲ့မလုပ်ထားပြီးတော့ဘေးပေါက်နေရတော့ aluminum frame နဲ့ပေါ့နော်သူကနောက်ဘက်က back glass ကတော့လက်ရလည်းမထင်ဘူးတော့ matte finish လေးပေါ့နော်ပြီးလို့ရှိရင်လက်ထဲမှာကန်ရတာလေအရင်ကြီးချောရတယ်မှာမပါဘူး cover matte ပဲနဲ့ကန်မယ်ဆိုရင်တော့မှတော်တော်လေးအဆင်ပြေပြေနဲ့ကန်လို့ရတယ်ကျွန်တော်မှဒီကောင်တစ်ချက်ချက် cover matte ပဲနဲ့စမ်းတာပေါ့နော်အဲ့ဒါတော့မှကျွန်တော်မှတိတ်ချောကြရတယ်မှာမပါဘူးဆိုတော့ cover matte ပဲနဲ့ကန်ကျင်တဲ့သူတွေတော့ကတော့ဒီဖုန်းလေးက sweet spot တစ်ခုအနေနဲ့ကန်လို့ရလောက်တဲ့အနေအထားမျိုးမှာတော့ရှိတယ် ဒါပေမဲ့လက်တော့ကြီးဖို့လိုတယ်ကျွန်တော်တို့လက်တရားနေကြီးရပါတော့လက်နေနေသေးရသူဆိုလို့ရှင်တော့ဒီဖုန်းကပြုတ်ကြနိုင်ကြတော်လေးများတယ်အဓိကကတော့သူ့ရဲ့အရှိတ်ကဘက်ပေါ့နော်သူ့ရဲ့ဘက်ကအရန် ကျဲတဲ့အတွက်ကြောင့်ကျွန်တော်တို့အောက်မှာလက်ကမရှိဘူးပေါ့နော်။ကျွန်တော်တို့တောင်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 လက်သေးရသူဆိုလို့ရှိရင်တော့ဒီဖုန်းကန်ရတာကအဲ့လိုမျိုးလက်ထက်မှာ comfortable trolley မဖြစ်ဘူးဆိုတော့ခံစားချက်မျိုးတော့ခံစားလိမ့်မယ်ပေါ့နော်။ဒီဘက်က display ကိုကြည့်မယ်ဆိုရင်တော့ changes တော်တော်လေးဖြစ်သွားတဲ့ display လို့ပြောလို့ရတယ်။ဒါကတော့အခုနောက်ပိုင်း Redmi ဖုန်းတွေမှာလုပ်ပေးလာတဲ့ပုံစံပေါ့နော်။ဥမာဒီကောင်ဆိုလို့ရှိရင်အရင်တော့ဒီ K70 Ultra မှာတော့ဆိုလို့ရှိရင်6.67ပဲရှိတာကနေဒီကောင်မှာဆိုလို့ရှိရင်တော့ 6.83D ဒီကောင်ကကြီးသွားတာပေါ့နော်။ display ကြီးသွားတာတကူတည်းမဟုတ်ဘူး။အကုန်လုံးအဖက်ဖက် ကနေပြီးတော့တိုးတက်ပြောင်းလဲလာတယ်လို့ပြောလို့ရတယ်။ဒီကောင်ဆိုလို့ရှိရင်တော့ OLED display ကိုသုံးထားပြီးတဲ့144 Hz refresh ရရတယ် HDR templates Dolby Vision 1 billion colors HDR vivid ဒါတွေအကုန်လုံးရရယ် brightness ကိုကြည့်မယ်ဆိုလို့ရှင်လဲ3200 nits ထိဒီကောင်ထည့်ထားပေးတယ်ပေါ့နော် resolution ကိုကြည့်မယ်ဆိုလို့ရှင်တော့ 1.5K လောက်ရှိရ resolution ကိုသုံးထားပေးတယ်သူရဲ့ display panel quality က indoor မှာပဲသုံးသုံး outdoor မှာပဲသုံးသုံးတော်တော်ကြီးကောင်းတဲ့ display panel quality ကိုတခုတူကထည့်ထားပေးရဆိုတော့ doctor လေးကိုအားရဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်ဒီ display ကိုကြည့်ရင်ကြည့်ရင်လည်းပို့ပို့ပြီးတော့သဘောကျလာပြီးတော့တောင်းတောင်းအပြင်းအထန်ပြန်မထွက်ဖြစ်တဲ့အထိဒီကောင်က display ပေါ်မှာ ရင်မှုသွားရလို့ပဲပြောရမှာပေါ့နော်အဲဒီကောင်ဘေးပေါင်ပေးစရာတွေတော်တော်လေးကျင်းတယ်အပေါ်ကဒီ focus ဆိုလို့ရှိရင်လုံးဝမရှိသလောက်ကျင်းတယ်ပေါ့နော်အောက်ဘက်ကဒီချင်းဆိုလို့ရှိရင်မရှိသလောက်ကျင်းတယ်ဒီဖုန်းကကျွန်တော်မျိုးလုံးနဲ့မြင်တာပြောရမယ်ဆိုလို့ရှိရင်တော့ iPhone နေရဲ့ဥမာ Plus series တို့ Pro တို့ Pro Max series ပေါ့နော်အဲ့ဒီကောင်နေရဲ့ display panel quality နဲ့တော်တော်လေးဆင်တယ်လို့ပြောလို့ရတယ်။ symmetrical တော်လေးကြာပြီးတော့ display panel quality ကကြည့်ရတဲ့ viewing angle ရော experience တွေရောအပြီးလို့ရှိရင်ဒီ immersive ဖြစ်တယ်ဆိုတော့ခံစားချက်ကိုအကုန်လုံးကတော်တော်ကြီးကောင်းတဲ့ display တစ်ခုမှရှိရလို့ပြောနေတာပေါ့နော်။ဒီကောင် OLED display ဖြစ်တဲ့တော့ကြောင့် under display fingerprint ရတယ်။ဒီကောင်မှာ ultrasonic ကိုတုံးထားပေးတယ်။သူ့ရဲ့ ultrasonic ကလည်းကျွန်တော်ပြောနေကြလို့ပဲသူကအရန် accurate ဖြစ်ပြီးတော့အရန်ကိုမြင်ရတယ်။အဲကြောင့်မို့သူ့ရဲ့ fingerprint နဲ့ရတဲ့ feeling က နေ့လိုက်တိုင်းမှာတကယ်ကိုကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးอ่ะအချက်တန်းမှာခံစားနေရတယ်လို့ပြောရမှာပေါ့နော် နောက်ထပ်အချိုးပေါ်တကားဆင့်ပြီးထက်ကောင်းတဲ့အချက်ကဘာလဲဆိုလို့ရှိရင်တော့သူ့ရဲ့ habit motor သူတို့ကဒီ launch လုပ်သွားကြတဲ့အာ ဒီ Android ဖုန်းတွေထဲမှာအကောင်းဆုံး haptic motor ကိုထည့်ထားပေးရဆိုပြီးတော့သူတို့ကြွယ်ခဲ့တဲ့အတိုင်းပဲဒီကောင် haptic motor ကြီးကလည်းတကယ်ကိုကောင်းတယ်ဗျာဒီကောင် haptic motor ကကျွန်တော်တို့နောက်ပိုင်းအခုကျွန်တော်နောက်ဆုံး review လုပ်ထားတာဆိုရင် Note 15 Pro Plus ပေါ့နော်အဲ့ဒီမှာကောင်းပါတယ်ဆိုတော့ haptic motor တစ်ခုဒီကောင်ကနောက်ထပ်တစ်ဆလောက်ကိုပို့ပြီးတော့ကောင်းတယ်အရန် solid ဖြစ်တယ်အရန်တိုက်ဖြစ်တယ် haptic motor ကဒီ flagship ဖုန်းလုံးသုံးနေရတယ်ဆိုတော့ခံစားချက်မျိုးอ่ะအချိန်တိုင်းခံစားနေရတာတော့ဒီဖုန်းဒီလိုဖုန်းမျိုးမှာ haptic motor ဒီလောက်ကြီးထည့်ပေးထားတာကိုပဲကျွန်တော် review တကယ်ကို ချီးကျူးကျင်တယ်လို့ပြောလို့ရတယ်။ပြီးတော့ထပ်ကောင်းတဲ့အချက်ရှိသေးတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်သူ့ရဲ့ speaker speaker ဆိုလို့ရှိရင်လည်း stereo speaker ကိုသုံးထားပြီးပြီးတော့အတန်ထွက်ကတော်တော်ညီတယ်။အောက်ဘက်က60လောက်ထွက်တယ်။အပေါ်ဘက်က40လောက်ထွက်တယ်လို့ပြောလို့ရတယ်။ပြီးတော့အတန်ထွက်ကလည်းသူက clarity လည်းအရန်ကောင်းတယ်။အတန်ကလည်းတော်တော်ကျယ်တယ်ပေါ့နော်။ဆိုတော့ဒီဖုန်းနဲ့တော်တော် speaker မရှိဘူးဆိုတဲ့တွေ့တော့မှကောင်းကောင်းမွန်အဆင်ပြေပြေလေးဖွင့်လို့ရတယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိတာပြတော့ကြောင်းဒီကောင်းတဲ့ speaker ကိုလည်းကျွန်တော်ကတော်တော်ကြီးအားရတဲ့မှာထည့်လို့ရတယ်လို့ပြောကြနေတာပေါ့နော်။ တော့ဒီကောင်ရဲ့ performance ပေါ့နော် performance မှာဆိုတော့ဒီကောင်က ultra z ဖြစ်တဲ့အကြောင်းလုံးဝမျက်နှာငယ်စရာမရှိဘူးလို့ပြောလို့ရတယ်ဒီကောင်မှာဆိုလို့ရှိရင်တော့ diamond zero မှာ9400 plus ကိုသူကတုံးထားပြီးတယ်ပေါ့နော်ဘလောက်နဲ့ညီမျှလဲဆိုလို့ရှိရင်တော့ကျွန်တော်ပါးစပ်တော်ပြောတော့ပြနေအခုဒီမှာပုံလေးထိုးပြပေးထားတယ်အဲ့လောက်နဲ့တော့ performance ကတောင်းညီတာတွေရောရှိတယ်ကျွန်တော်တို့ daily usage တွေစမ်းသုံးကြည့်သလောက်ပေါ့ပါပဲသုံးမလားဒီ heavy တွေပဲသုံးမလား video active photo active အကုန်လုံးဒီပေါ်မှာပဲလုံးမလားအကုန်လုံးက share လုပ်ဒီဖုန်းကတောင်းတောင်းပူတက်လာတာမျိုးလဲလုံးဝမရှိဘူး ပြီးလို့ရှိရင်လည်းဒီ game ဆော့မယ်ဆိုလို့ရှိရင်လည်း graphic အရမ်းမြင့်တဲ့ game နေဆိုလို့ရှိရင်တော့မှာတာမန်တစ်ခုကိုသူကတာမန် problem တစ်ခုကိုထိမ်းပြီးတော့လှုပ်ထားပေးနိုင်တာကိုသိထားမိတယ်။ဒါပေမဲ့ game ကိုဒီမျိုးပေါ့နော် graphic အရမ်းမြင့်တဲ့ game တွေကိုကြာကြာဆော့မယ်ဆိုရင်တော့ cooling fan လေးတက်ပြီးတော့ဆော့ဖို့တော့အကြံပေးခြင်းနဲ့မဟုတ်ရင်ကို့ battery ထိမှာဆိုလို့ပေါ့နော်။ဆိုတော့ဒီကောင်းမှာဆိုလို့ရှိရင်တော့ game ဆော့ကိုလည်းကောင်းတယ် daily usage တွေ share ပဲ၊ media consumption ဖြစ်လဲ share ပဲဆိုတော့ဒီကောင်းက all rounder တော်တော်ကြီးပြည့်စုံတဲ့ဖုန်းလို့ပြောရင်တော့ပို့ပြီးတော့မှန်နိုင်မှာပေါ့နော်။ပြီးတော့ဒီကောင်းမှာ တုံးလိုက်တိုင်းထိလိုက်တိုင်းမှာပုံမြန်နေရဆိုတဲ့ခံစားချက်မျိုးခံစားရတာတော့ UFS ကိုဒီကောင်4.1အထိတုံးထားပြီးတာအကြောင်းလို့ပြောလို့ရတယ်။ app အဝင်ထွက်တွေမှာအစ data အကူးပြောင်းနေမှာအဆုံးပေါ့နော်လုံးဝပေါ်ပါတွက်လက်မြန်ဆန်ပြီးတော့ကိုကအဲ့လိုမျိုးတကယ်ကို flagship phone တလုံးအ iPhone တလုံးကိုကင်နေရတယ်ဆိုရယ် smooth ဖြစ်တယ်ဆိုရယ်ခံစားချက်အဲ့လိုခံစားချက်ကအခောက်တိုင်းခံစားနေရတာတော့ဒီ phone ရဲ့တကယ်အားသာချက်တွေတွေကတခုလို့ပြောလို့ရတာပေါ့နော်ဒီမှာကျွန်တော်တိတ်ပြီးတော့အားမရအောင်ဖြစ်သွားတာတော့ကင်မရာဘိုင်းပေါ့မယ်နော်ကြံတဲ့ဘိုင်းတွေအကုန်လုံးမှာ share ကောင်းလာပြီးတော့မှကင်မရာဘိုင်းမှာတော့နည်းနည်းလေး weak နေတယ်လို့ပြောလို့ရတယ် ကင်မရာကိုကြည့်ရမယ်ဆိုလို့ရှင်တော့သူကနှလုံးမဲထည့်ထားပြီးတယ်50 megapixel main ရယ်8 megapixel ultra wide လုံးရယ်ကိုပဲသူကထည့်ထားပြီးတယ်ဆိုတော့ကင်မရာဒီမျိုးကြည့်လိုက်မယ်ဆိုလို့ရှင်တော့သုံးလုံးထည့်ရမယ်မှာတကယ်တကယ်နှလုံးမဲပေါ့နော်တစ်လုံးကကျတော့သူက flashlight ကိုတွဲပြီးတော့လှုပ်ထားပြီးတဲ့ပုံစံမျိုးပေါ့နော်ကင်မရာပုံထွက်တည်းကတော့ကျွန်တော်တို့ကမှပြထားသလိုပဲအာ daylight တွေမှာဆိုလို့ရှင်တော့မစိုးဘူးဆိုတဲ့ပုံလေးရရတယ်ဆိုပေမဲ့ညနေဆောင်လို့ညလို့ဆိုလို့ရှင်တော့တော်တော်လေးဝဲဆွဲတဲ့ပုံလေးဖြစ်သွားတယ်ပေါ့နော်အเจ้าမလို့ဒီကောင်းကိုကင်မရာအားထားပြိုင်မယ်ဆိုတဲ့သူတို့ကတော့ဘလို့မှမသိပြီးတော့ အဆင်မပြေနိုင်ဘူးဆိုတာလေးကိုလည်းကျွန်တော်ထည့်ပြီးတော့ပြောထားခြင်းနဲ့ selfie camera ကလည်းညံ့တယ်20 megapixel ပဲပါတယ် video quality ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း back camera နဲ့ကတော့သူက 8K 30fps ရိုက်လို့ရရဆိုမဲ့ 4K 60G လောက်ကလည်းတော်တော်လေးတော့ video quality မှာမဆိုးဘူးလို့ပြောလို့ရတယ်။ selfie ကတော့20 megapixel ပဲပါတယ်ပြင် selfie နဲ့ video ရိုက်မယ်ဆိုလို့ရှိရင်လည်း 1080p 60fps ပဲပေးတာဆိုတော့ဒါ selfie နဲ့ပဲရိုက်ရိုက်ဒီ back camera နဲ့ပဲရိုက်ကင်မရာကတော့ဒီကင်မရာမှာတိတ်မကောင်းတာဖြစ်တဲ့ကြောင့် video quality မှာလည်းအရင်ကြီးအားရပြီးကောင်းတယ်ထင်မှာတော့မပါဘူး။အဲဆိုတော့အဲ့ဒါလေးတခုတော့သတိချက်ပြီးတော့ကျွန်တော်တို့သုံးစီခြင်းနဲ့ vlogging လုပ်မယ်ဆိုတဲ့သူတွေဓာတ်ပုံရိုက်တာများတယ်ဆိုတဲ့သူတွေတော့ကတော့ဒီဖုန်းကဒါလူကြီးမင်းတို့အတွက်မဟုတ်ဘူးလို့ပဲတန်းပြီးတော့ပြောလိုက်ခြင်းတာပေါ့နော်။ ပြီးတော့နောက်ထပ်မကြိုက်တဲ့အချက်ရှိတယ်အဲ့ဒါဘာလဲဆိုသူ့ဘူးထဲမှာပါတယ်ဒီကာဗာပေါ့နော်ဒီကာဗာကိုကျွန်တော်ဗီဒီယိုကြည့်နေကြတဲ့သူဆိုတော့သိတယ်ဒီကာဗာတွေစားထည့်ပေးတဲ့ကကျွန်တော်တော်တော်လေးသဘောကျတဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီကာဗာနဲ့ဒီဖုန်းကိုဒီလိုတက်လိုက်မယ်ဆိုလို့ရှိရင်ဖုန်းကြီးကမလှတော့ဘဲနဲ့အနည်းလေးဝဲဆွဲသွားတယ်ဆိုတဲ့ပုံစံမျိုးလေးတော့ခံစားရတယ်ပေါ့နော်မဒီလိုမျိုးလုံကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါယူလဲကျွန်တော်သိပြီးတော့သဘောမကျဘူးနောက်ထပ်အချက်ကဘာလဲဆိုတော့ဒီကာဗာချောင်နေတယ်ပေါ့နော်ဒီမျိုးလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကာဗာချောင်နေတာဖြစ်တဲ့ကြောင့်လက်ထက်မှအလိုသုံးနေတဲ့အချိန်ကြောင့်လို့ရှိရင်ဖုန်းက ကျွတ်ကြသွားမယ်ဆိုတဲ့ခံစားချက်မျိုးခံစားရတယ်။ဒါကတော့ကျွန်တော်ဒီ cover တစ်ခုပဲခြောင်းနေတာလား။ဒါမှမဟုတ်ဒီ KD Ultra မှာထည့်ပေးထားတဲ့ cover အကုန်လုံးကပဲခြောင်းနေတာလားကျွန်တော်သိချာမပြောတတ်ဘူး။ကျွန်တော်ဟာမှာဆိုလို့ကျွန်တော်တော်တော်လေးခြောင်းနေတဲ့အနေအထားမျိုးလေးရှိရဲ။အဲ့ဒါလေးတစ်ခုလည်းကျွန်တော်သိပြီးတော့သဘောမကျဘူးပေါ့နော်။အဲပြီးတော့သူ့ရဲ့ battery ကိုကြည့်မယ်ဆိုလို့ရှင်တော့ battery ကတကယ် share ကြီး hub load ကြီးကိုသူကထည့်ထားပေးတယ်။ silicone carbon မှာ8410 mAh ကိုသူကထည့်ထားပေးတယ်ပေါ့နော်။အားဘယ်လိုနေလဲဆိုလို့ရှင်တော့ ဘလို့ပဲတုံတုံတရက်တာတော့လိုးဝောက်ခံတယ်ဆိုတဲ့ဟာကြီးကတော်တော်ကြီးမိုက်တယ်ဗျာကျွန်တော်လူမျိုးဖုန်းနဲ့မျိုးလုံးနဲ့မခွာဘဲနဲ့အတကုံနေသုံးတဲ့သူတော်မှမနက်9:00လောက်ကနေ100%အပြည့်နဲ့သုံးမယ်ဆိုရင်ညနေ9:00လောက်ဆိုလို့ရှင်အာ 80ပတ်ချာလဲပေါ့နော်တခါသေး60ပေါ့အဲ့လောက်ပတ်ချာလောက်မှာကြံအောင်ကြံတယ်ဆိုတော့တေးကြတာတခုဟာဒီဖုန်းနဲ့ဂိမ်းမစော်ပဲနဲ့ daily usage လောက်ပဲသုံးမယ်ပေါ့ဘာလောက်ပဲသုံးမယ်ဆိုရဲသူတွေအတွက်မျိုးကတော့2ရက်ဒါလောက်ကို AAC သုံးလို့ရတဲ့ battery တခုမှာရှိရလို့ပြောကြတယ်ဒါပေမဲ့ဒီကောက်မှာမကောင်းတာတစ်ချက်ကဘာလဲဆိုတော့သူ့ရဲ့ weight ပေါ့နော်သူ့ရဲ့ weight ဆိုလို့ရှိရင်တော့211 gram ရှိတာဖြစ်တဲ့အတွက်ဖုန်းကကိုင်းလို့ကောင်းတယ်ကြည်လေးရှိတယ်ဆော့လစ်ဖြစ်တယ်ဆိုပေမဲ့အဲ့ဒီ weight လေးနေရာကြီးကတော့နည်းနည်းလေးတော့ annoying တော့ဖြစ်စရာရှိတယ်။အဲကျွန်တော်တို့ဒီပုံမှန်နောက်ပိုင်းသုံးတဲ့ဖုန်းတွေကကျွန်တော်က200ပတ်ချာရဲလောက်မှာပဲရှိတာဆိုတော့211ကပွင့်နေပြောမှာဆိုတော့တော်တော်လေးလေးရထဲမှာတော့ပါတယ်။ဒါပေမဲ့ battery 9400ကျော်ကြီးနဲ့ပြန်ရှင်မယ်ဆိုလို့ရှင်တော့လေလက်ခံနိုင်တဲ့ဆွမ်းတရားမျိုးတွေမှာတော့ရှိပါတယ်။အားပြန်တွေ့မှာဆိုလို့ရှင်တော့ဘူးထဲမှာတခါတည်းသူက out of the box က120 watt first ရဲ့ကိုဘူးထဲမှာတခါတည်း ထည့်ထားပေးတယ်ဆိုတော့သူကအမြင့်ဆုံး support လုပ်တာတော့ဒီကောင်းမှာ100 watt support လုပ်တယ်ပေါ့နော်ဒါပေမဲ့ဘူးဟိုထဲမှာတခါလေ120 watt ထည့်ပေးထားတယ်ဆိုတော့ mic လည်းလိုပဲပြောမှာဒီ charging ခေါင်းကကျွန်တော်သိတဲ့တော့အခုချိန်ပြန်မဝယ်ဝယ်မယ်ဆိုရင်တော့မှတသိန်းခွဲလောက်ရှိပြီလားမသိဘူးဆိုတော့ဒီကောင်းကြီးထည့်ပေးထားတာတော်တော်လေး mic တယ်100 watt support လုပ်တာဖြစ်တဲ့တော့ကြောင့်0 to 100ကိုကျွန်တော်ပြန်သွင်းကြည့်တော့ဆိုလို့ရှင်ဒီ8400ကျော်ယူသွင်းတာတော့အရင်မကြဘူးပေါ့နော်မိနစ်40 45မိနစ်ပေါ့နော်အဲ့လောက်ပဲကြာတယ်ဆိုတော့လေ ်တော်တော်ကြီးမိုက်တယ်ဆိုတော့ဘက်ထရီမှာတော့ဒီကောင်ဘာမှအနှိုင်းပြစရာမရှိဘူးတကယ်လို့စိတ်ချမ်းသာလက်ချမ်းသာကိုချမ်းသာနေကိုတုံးလို့ရရအနေထားတစ်ခုမှရှိရလို့ပဲကျွန်တော်တန်းပြီးတော့ချီးကျူးပြီးတော့ပြောလိုက်ချင်တယ်ပေါ့နော် ဆိုတော့ဒီကောင်းမှာဆိုလို့ရှိရင် IP rating လည်းပါတယ် IP rating ကတော့60 80ပါတာဖြစ်တဲ့အတွက်ရေဆိုးတွေရေစင်တွေပါလေခံတယ်ဒါကလေးစိတ်ချမ်းသာလက်ချမ်းသာနဲ့တုံးလို့ရတာပေါ့နော်ဒါပေမဲ့ဒီကောင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်အခုစမ်းနေတဲ့အချိန်ထိတော့ Hyper OS 3ကတော့မရသေးဘူး Hyper OS 2ပဲရှိသေးတယ်အာ notification နောက်ကြတာတို့ China Broadway ပါနေတာမျိုးတွေချို့ချို့သွားဟာလေးမှာနေ့လေးတိုင်ပတ်သွားတာမျိုးလေးတွေဒါလေးတွေကတော့အရင်တော့ကြုံနေကြ Xiaomi ဖုန်းတွေတိုင်းပဲဒီကောင်းမှာလည်းကြုံနေရတော့မှပေါ့နော်အဲ့ဒီဥစ္စာကလွဲလို့ကျန်တဲ့ all rounder မှာဒီဖုန်းက တကယ်ကြီးကိုကောင်းတဲ့ဖုန်းဆိုတာကိုလုံးဝကျွန်တော်ညင်းစရာမရှိဘူးဆိုတော့ကျွန်တော်ဗီဒီယိုစမှပြောခဲ့သလိုပဲ over conclusion ပြန်ချုပ်ပြီးပြောရမယ်ဆိုရင်ဒီကောင်ကဝယ်တင်လားဆိုလို့ရှိရင်တော့ why not ကင်မရာအရန်ရိုက်တဲ့သူမျိုးတို့ခုနကျွန်တော်ပြောသလိုမျိုး Xiaomi ရဲ့ China ROM ဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီစိတ်နှောက်ယှက်ရင်းနဲ့ဖြစ်စရာရှိတာတို့ဒါမျိုးတွေကိုတီးမခံနိုင်တဲ့သူတွေကလွဲလို့ကျန်တဲ့သူတွေတော့ကဒီဖုန်းကကျွန်တော်ညို့ကိုညှုံးပေးခြင်းတယ်လို့တခါတည်းတွန်းပြီးတော့ပြောခြင်းလဲကျွန်တော်လည်းမေးစရာရှိရပါတော့ brother ဆိုရင်ဒီဖုန်းဝယ်မလားဆိုရင်တော့ကျွန်တော်သာဆိုရင်လည်းဒီဖုန်းတေချာပေါက်ကိုဝယ်ပြီးတော့သုံးပြတဲ့ထဲမှာထိတ်ဆုံးမှပါလိမ့်မယ်လို့ပြောနေတယ်ပဲဒီနေ့ video လေးဒီမှာပဲဆုံးသက်ချင်ပါတယ်လူချင်းမင်းတော့ Redmi ရဲ့ K80 Ultra နဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းတာလေးရှိလဲဗာသိခြင်းတာလေးရှိလဲကင်နေတဲ့သူတွေရောရှိလား ဘာပြောချင်တာလီတော့ရှိတယ်အောက်ကကွန်မန်တာမှာဝင်ပြီးတော့မှန်းငယ်ပြီးလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုလူတချို့မယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကျေချွတ်ဗတာမြစ်တိုင်းခံကြပါတယ်ကျေချွတ်အားပေးကြရတယ်တူတယောက်ချင်းစတောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုင်းတယ်ဆိုလို့ရှိရင်လည်း like and subscribe notify ဘေးညင်ပကူညူပေးမိပါနဲ့ကျေချွတ်ပေးကြရတယ်တူတယောက်ချင်းစတောင်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်ဆုံရရပါတော့